အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ဖောက်ပြန်သူတွေရဲ့ရုပ်ရည်ဟာမကြည်လင်တော့ကြောင့်အမျိုးသမီးတွေကိုအထင်မတေးဖို့ပြောလာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုံ့တက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေး channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာသစ္စာမဲတဲ့သူတွေရဲ့ကိုရောင်ကိုဝါးအကြောင်းလေးကိုဆွေးနွေးချင်တာပေါ့နော် ူတို့ကဘလောက်ပဲပတ်စံနေရှိရှိအဆင့်တန်းနေဘလောက်ပဲမြင့်မြင့်လမ်းဘေးရလူဖြစ်ဖြစ်တိမ်ဘဝလူဖြစ်ဖြစ်သူတို့ဒီတစ္ဆာမဲ့တဲ့ပမာဏညားရင်များသလိုပူ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 ပြီးတော့မှသူတို့ရဲ့ဒီကိုယောင်ကိုဝါတွေအော်ရာတွေကကြဆင်းပြီးတော့မှသူတို့မျက်နှာလေးတခုခုညစ်နွမ်းနေတာနော်သူတို့ဘလောက်ပဲကောင်းစားနေတုံတုံအဲ့တိုင်းပဲပြီးတော့သူတို့တွေကလေမတိလို့လုံနေတာမဟုတ်ဘူးနော်တိတိရက်နဲ့ပျော်လို့လုံနေကြတာအဲ့တော့ သူတို့ရဲ့ဒီအတွင်းစိတ်ထဲကမသိစိတ်ကဒါမကောင်းဘူးဆိုတာသိနေတဲ့ခါကျတော့အဲ့ဒီရဲ့စိတ်ကနေဖြစ်လာတဲ့ညံ့နွမ်းမှုကသူတို့ရဲ့ဒီ aura တွေကိုဖျက်ဆီးပြစ်လိုက်တာပဲတစ်ဖက်ကကိုချင်းတိတ်ခါနဲ့နေတဲ့လူတွေတစ္ဆာရှိတဲ့လူတွေကြတော့သူတို့ကိုသူတို့ငါမကောင်းတာမလုပ်ထားဘူးဆိုတော့ confidence ရှိနေတဲ့ခါကျတော့သူတို့မျက်နှာကြည်လင်နေရောဟိုဘက်ကလူတွေကြတော့သူတို့ရဲ့မသိစိတ်ကဒါကြီးကမကောင်းသိနေတော့ဘလို့မှသူတို့ရုပ်ကိုသူတို့ဟိုကြည်လင်လာအောင်လှုပ်လို့ကူမရတာဒါကကျမအမြင်ပေါ့နော်ကျန်တဲ့လူတွေကဘလို့မြင်ကြလဲ ယောက်ျားလေးနဲ့မိန်းကလေးနဲ့မတူတာလေးပေါ့နော်ယောက်ျားလေးတွေတချို့ယောက်ျားလေးပေါ့နော်သူတို့ကိုသူတို့အထင်မဲ့ကြီးတာလားဘာလားတော့မသိဘူးသူတို့တိစိတ်မတိစိတ်လေးတွေမှာတစ်ဖက်မိန်းကလေးကိုလေဟာငါနဲ့တွေ့ရကြားလာပါပြီဒီမိန်းမကငါဘယ်လောက်ကောထုတ်ကောထုတ်ငါနာမသွားတော့ဘူးနော်ငါဘယ်လောက်ပြုတ်ပြုတ်ငုံခံနေတာကြည့်ပါလားစသဖြင့်နောက်ပြင်ဟာတွဲလာကြလာပြီးရုပ်ကလည်းကြနေပါပြီ။ဟောအိမ်အောင်နေသေးဆိုလဲခလေးလည်းမွေးပြီးသူ့ယူမဲ့လူလည်းမရှိတော့ဘူးစသဖြင့်ပေါ့နော်။မင်းကလေးတွေကိုအထင်သေးလေးရှိတယ်။အဲ့ခါကျတော့သူတို့ကပျော်ပျော်ကြီးလှုပ်ချင်တာလှုပ်ကြရတယ်ပေါ့နော်။ မဲ့သူတို့မသိတာမင်းကြီးတွေရဲ့ဒီမကောင်းတဲ့စိတ်လေးတစ်ခုကသူတို့ကောင်းဖို့အတွက်ဖြစ်လာတယ်ဆိုတာအဲ့ဒီမကောင်းတဲ့စိတ်လေးကတော့မယုံကြည်တတ်တာပေါ့နော်ဟာဒီယောက်ျားတနည်းနည်းမှာတော့ငါမကြိုက်တာလုံမှာပဲတနည်းနည်းမှာတော့ငါ့ကိုထားသွားနိုင်တာပဲတနည်းနည်းမှာတော့သူကအပျော်ရှာသွားနိုင်တာပဲဆိုတဲ့မယုံကြည်တဲ့စိတ်တစ်ခုမင်းကြီးတွေမှာရှိတယ်ရှိတဲ့အခါကျတော့သူတို့ရဲ့မသိစိတ်ကလည်းသူတို့ပြင်ဆင်ခိုင်းထားပြီးသားအဲ့တော့အများစုမင်းကြီးတွေကတကယ်တမ်းပြဿနာတွေကြုံလာပြီးဟဲ့ဥရားဖားရပြဿနာတွေဖြစ်ပြီးတော့မှဖြစ်လာပြီးဟဲ့ဆိုရင်မိမတွေက တုံးတယ်ရောမပြိုလဲဘူးဦးရဖားရဘဝကိုရောက်သွားတာယောက်ျားလေးတွေကရောက်လေးရှိတာဟိုဖားပုံမြင်လူမျိုးလေးပေါ့နော်ရေထည့်ထားတဲ့အောက်ကမီးပေးထားတယ်မသိဘူးလေပျော်ပျော်ကြီးအဲ့ထဲမှာ तू ကအမေ तू ကအေးစိနေနေတယ်ဒါမဲ့ရေပူလာတဲ့ခါကျမှာအဲ့ယောက်ျားဘာမှလုပ်လို့မရတော့အဲ့ဖားပြောတာအဲ့ဒါကတော့ယောက်ျားလေးတွေပဲအများစုဖြစ်လေးရှိတာနော်မိန်းကလေးတွေကိုအထင်မသိနဲ့နော်ကျွန်တော်တို့မိန်းကလေးတွေကပဲစပြတ်ဖို့ပြောကြတာပါဒါပေမဲ့ကျမတို့မိန်းကလေးကိုအဲ့လိုမျိုးစပြက်ဖို့ပြောအောင်လုပ်ကြတော့ဉာဏ်ပညာရှင်ယောက်ျားကြီးများက ဖန်တီးတာဇလန်းဇက်ကွက်လေးနော်သူတို့ကသူတို့ဘက်ကနေပြက်ချင်ပြီဟေးဆိုတာနဲ့နေနဲ့ငါနဲ့အဆင်မပြေတော့ဘူးနော်နေနဲ့ငါနဲ့ပြက်ကြရအောင်လို့သူတို့ဘက်ကမပြောဘူးသူတို့ကသူတို့ကောင်းကြီးသူတို့ကဒီ main ကလေးဘက်ကနေပြောလာအောင်လို့ဒီ main ကလေးသူ့ကိုစကားတွေပြောရင်လည်းမသိချင်အောင်စောင်းနေ ဒီမိန်ကလေးကိုမချစ်ပြတဲ့ပုံစံတွေလုပ်တယ်ဒီမိန်ကလေးကိုစိတ်ကုံတဲ့အမှုရာတွေလုပ်ပြရတယ်အဲ့ချိန်မှာဒီမိန်ကလေးကတဖြည်းဖြည်းနဲ့ဒီမှာဖြစ်တာလေငါ့ကိုဘာလို့ဒီလိုဆက်ဆံနေရလဲအဘက်ကနေ complaint တွေတက်နေပြီပြဿနာရှာတယ်ဗောဗျာအဲ့ခါကျလည်းနေရသည်ပြဿနာကိုရှာနေတာပဲဆိုမိန်ကလေးကိုပြန်ပြီးအဖြစ်ကပုံချပြန်ရောအဲ့လိုမျိုးနဲ့ပြဿနာကြီးထွားကြီးထွားနောက်ဆုံးမိန်ကလေးကဘာမှမတတ်နိုင်တော့တဲ့အခါမှာအေးငါမခံစားနိုင်တော့ဘူးနေနာမှာရှိနေရတာငါအရန်ပင်ပန်းနေပြီ ဲ့ချိန်ထိဒီဒီဒီညံညညာရှင်ကြီးညာမလောက်တလောက်တော့မလောက်တလောက်အဲ့ချိန်မှာမင်းကလေးကအဲ့လိုကြီးဖြည့်ပြီးကဲနင်းနှငါနဲ့နန်းခွဲမပဲနင်းဘဝကိုနေအေးချမ်းအောင်ရှောက်ပါတော့လို့မင်းကလေးဘက်ကထွက်လိုက်ပြီးဆိုတာနဲ့ကြားလေးတွေသူရဲ့မစ်ရှင်ကြီးအောင်မြင်သွားပါပြီအဲ့တော့မင်းကလေးဘက်ကစပြက်ဖို့ပြောတာကမှန်ပါတယ်ဒါပေမဲ့စပြက်ဖို့ပြောအောင်ယောက်ျားလေးတွေကလောက်ကြတာပါရှင်လို့နော်